အကျွေးမကြေရတဲ့လူတွေရဲ့အမှားတွေကိုပြောပြမယ်အကျွေးပါကြောင့်မကြေလဲဆိုတော့နံပါတ်၁ကအကျွေးစင်းရင်လောက်ရမှာကို ကြောက်တာသူတို့တကယ်လက်တွေ့မှာအကျွေးဘလောက်ရှိနေပါတယ်အဲ့လိုမျိုးကြီးမြင်လိုက်ရရင် စိတ်သက်ကြသွားမှာစိုးတဲ့အတွက်ကြောင့်မို့လို့အကျွေးစင်းမလုပ်ဘူးကြောက်သွားမှာကိုစိုးတဲ့အတွက်ကြောင့်မို့လို့အကျွေးစင်းမလုပ်ဘူးအဲ့အတွက်ဘသူစီမှာအကျွေးဘလောက်ရှိတယ် အတိုးဘလောက်နှုန်းနဲ့ပေးနေရတယ်ဘလောက်ဆက်ရင်အကျွေးကြည့်မလဲဆိုတဲ့အရာတွေလည်းတွက်ချက်လေးမရှိလောက်ကင်တောက်လို့နော်ရလာတဲ့ဝင်ငွေတွေက ကိုစားဝတ်နေရအတွက်အသုံးစရာရှိတာတွေသုံးလို့အပူရှင်နေဆိုလို့ရှိရင်အကျွေးဆက်မယ်မပူရင်အကျွေးမဆက်ဘူးအဲ့ဒါကမှအကျွေးရှင်ကမဖြစ်မနေလာပြီးတောင်းနေဆိုလို့ရှိရင် ကိုယ့်လက်ထဲရှိနေရင်ပေးလိုက်မယ်။မရှိဘူးဆိုလို့ရှိရင် မပေးသေးဘဲနဲ့ရက်ရွှေ့မယ်။ အဲ့တော့အဲ့လိုရက်ရွှေတို့လည်းမရဘူးအကျိုးရှင်ကတိုင်မယ်တွေဖြစ်နေတယ်ဆိုလို့ရှိရင်တော့တခြားလူစီကပစံချီးပြီးတော့အဲ့ဒီအကျူးအကျွေးကို ပေးလိုက်တယ်အဲတယံအေးအောင်လှုပ်လိုက်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့ကျွန်တော်တို့ကအကျွေးတန်နေရလဲနေတယ်ရှေ့လူစီကယူတယ်ယူတဲ့အကျွေးကိုစနစ်တကျဆက်ဖို့အတွက်အစီအစဉ်မရှိဘူးအဲ့တော့ရှေ့လူကအကျွေးပြန်လာတောင်းတဲ့အခါမှာနောက်တစ်ယောက်စီကယူပြီးတော့အကျွေးဆက်လိုက်တယ်အဲ့တော့ အဲ့လိုမျိုး ရှေ့လူကိုစက်ဖို့အတွက်နောက်လူစီကပတ်စံချီးတဲ့အခါမှာဒီငွေကမဖြစ်မနေချေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘလောက်အတိုးနှုံမဲ့တောင်းတောင်းချေးရမှာပဲဒီလူစီကအတိုးနှုံများလို့မယူပါဘူးဆိုပြီးတော့နောက်လူစီကတွားပြီးတော့ချီးကျင်လဲ နောက်လူကလည်းဒီလိုပဲတောင်းပါပဲပြီးတော့ကိုယ့်ကိုပတ်စံချီးပေးဖို့ဆိုတာလည်းမတိကြဘူးဘာလို့ဆိုတော့ရှေ့လူရဲ့အကျွေးတွေတောင်ကိုယ်ကမပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်လူစီကပတ်စံချီးလို့ရဖို့လည်းစိတ်ပြီးတော့ညှွန်လင့်လို့မရဘူးအဲ့တော့ကြောင့်မို့လို့နောက်လူကဟာသူတို့စိတ်ကြိုက်20တို့30တို့35ချက်တို့တောင်းပါပဲဒါပေမဲ့ရှေ့လူကိုဆက်ဖို့ကလည်းပတ်စံအေးပေါ်လို့နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ချီးလိုက်ရတယ်30တို့35ချက်တို့20ချက်တို့တွေကတုံယုံတန်ယုံကြည်ဖို့မလွယ်တဲ့ငွေကြီးတွေဖြစ်ပါတယ်အဲ့တော့ကိုက ပုံမှန်ဝင်နေတဲ့ဝင်ွေလောက်နဲ့နော်ဟိုအဲ့ဒီထက်နည်းနည်းပိုတိုးရုံလောက်နဲ့တော့ဒီအကျွေးတွေဆက်လို့မရဘူးကို့မှာရှိတဲ့ပစ္စည်းတစ်ခုခုရောင်းပြီးတော့ဆက်လိုက်တာမျိုးကိုကပြောရင်အမွေရလို့အကျွေးဆက်လိုက်တာမျိုးမှပဲဒီလိုအကျွေးတွေကကြည်လိမ့်မယ်ပုံမှန်ကို့ရဲ့ဝင်ွေကနေခွဲခွဲဆက်သွားလို့ကတော့15ကျပ်တော့20တို့တွေကကြည်သွားမှာမဟုတ်ဘူးအဲ့တော့ပထမဆုံးအမားကအကျွေးစင်းရင်အမလုပ်တဲ့အမားကပထမဆုံးအမားဖြစ်တယ်နောက်တစ်ခုကအကျွေးတွေကနေရှောင်ပြေးနေတဲ့အမား အကျွေးရှင်ဖုံးဝန်းလာရင်မကင်ဘူးနော်အအကျွေးရှင်အိမ်လာရင် ပုံးနေတယ်အိမ်မှာမရှိအောင်နေတယ်အကျွေးရှင်ကိုမချေမငံပြန်ပြောပြစ်တယ်ဒါမျိုးတွေကအကျွေးမကြည့်ရဲ့အကြောင်းရင်းတွေအဲ့လိုတွေလုပ်နေလို့အကျွေးမဆက်ရဘူးဖြစ်သွားလဲရှေ့လျှောက်လုပ်ငန်းတွေပဲတော့မှအဆင်ပြေအောင်မြင်မှာမဟုတ်ဘူးကျွန်တော်တို့လုပ်ငန်းလုပ်တယ်ဆိုတာတွေကကံနေနဲ့အများကြီးတက်ဆိုင်ကိုယ်စူးစမ်းအားထုတ်မှုတွေလည်းတက်ဆိုင်ဆိုလို့ကံနေနဲ့အများကြီးတက်ဆိုင်အဲ့တော့ online shopping လုပ်နေတယ်ဆိုရင်တောင်မှဟိုကိုလုတ်လိုက်တဲ့အမှားမဟုတ်ဘဲနဲ့နာမည်ပြတ်သွားတာမျိုးတွေပစ္စည်းကမရောက်သွားတဲ့အတွက်ကြောင့်မလို့ကိုစီကမှတ်မာတော့တာမျိုးတွေဒါမျိုးတွေအများကြီးဖြစ်တယ်အဲ့တော့ပတ်စံချီပြီးပြန်မဆက်လို့ရှိရင်ဘလောက်ပဲကိုလုတ်တွေစူးစမ်းပြီးလုတ်လို့အဆင်ပြေချုံးမွေးမှုဆိုတာကရှိလာမှာမဟုတ်ဘူးရှားနေတဲ့အရာဖြစ်လိမ့်မယ်ဒါကြောင့်မို့လို့အကျွေးရှင်တွေစီကနေရှောင်ပုံးနေတာမျိုးတွေမလုတ်ပါနဲ့နောက်တစ်ချက်ကလက်ရှိဝင်နေတဲ့ဝင်ငွေလောင်းနဲ့အကျွေးဆက်ဖို့အတွက်စူးစမ်းနေတာ အလက်ရှိဝင်ငွေကကိုယ့်ရဲ့စာဝတ်နေရေးပြည်လဲယုံကိုလိုချင်တာဝယ်လို့ရယုံတော့ပဲရှိတဲ့အနေအထားကနေအကျွေးကြည့်ခြင်းပါတယ်လို့အော်နေလဲမရောက်ဂါထာတွေမန်တန်တွေရွတ်နေလဲအဲ့အကျွေးကကြည်လာမှာမဟုတ်ဘူးအဲ့တော့အကျွေးကြည့်ဖို့တော့အာယုံဆိုင်ရမယ့်အရာကဝင်ငွေတိုးလာအောင်အာယုံဆိုင်ရမယ့်အရာတွေရှိတယ်ပြီးတော့နောက်ထပ်နီးလန်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအတိုးနှုံလျှော့ပေးတာမျိုးတွေပြီးလို့ရှိရင် ဒီ dev consolidation လို့ခေါ်တဲ့အကျွေးရှင်တွေအကုန်လုံးကိုပေါင်းပြီးတော့အကျွေးရှင်တယောက်ထဲမှာပဲထားပြီးတော့သူနဲ့ပဲရေရှည်စာချုပ်ချုပ်ပြီးတော့အကျွေးဆက်တာမျိုးတွေအဲဒါမျိုးတွေလုံးလုံးရတဲ့နည်းလမ်းတွေရှိတယ်အဲ့ဒီတော့ကြောင့်မလက်ရှိဝင်ငွေနဲ့အကျွေးကိုဆက်ချင်တဲ့ကြေဟောင်ဆက်ပါမယ်ဆိုပြီးစူးစမ်းအားထုတ်နေလို့အကျွေးတွေကကြေသွားမှာမဟုတ်ဘူးအဲဒါမှမဟုတ်လို့ကို့အနေနဲ့ဒီအကျွေးကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတာရယ်အဲ့ဒီသူ့ကိုစီမံခန့်ခွဲထားတဲ့ plan အတိုင်းကိုကိုယ်ဝင်ဝင်ဘလောက်နှုံးထိတိုးလာအောင်လုပ်ရမလဲဆိုတဲ့အချက်တွေကိုစဉ်းစားပြီးတော့မှအဲ့ဒီအကျွေးတွေကိုကြည့်ဖို့အတွက်တည်တည်ချာချာစနစ်တကျ plan ကောင်းကောင်းနဲ့တွားမှကိုကဒီအကျွေးတွေကိုဖြတ်နိုင်မှာဖြစ်တယ်။နောက်တစ်တစ်ချက်ကအဲ့ဒီအကျွေးတွေဘယ်တော့မှမကြည်တော့ဘူးလို့ထင်နေတဲ့အတွေးစုတွေအဒီအကျွေးတွေကဒီထက်ပိုပြီးတက်လာတဲ့အတိုးပါတဲ့အတွေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အတိုးနှုံးတွေကတဖြည်းဖြည်းတက်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 လာမှာ။ အဲ့အတိုးကိုပဲဆက်နေသေးသေးရရတော့အကျွေးရှင်ကဘာမှပြောမှာမဟုတ်ဘာလို့ဆိုတော့အတိုးရနေတယ်လုပ်ငန်းတစ်ခုလုပ်ထားတာမျိုးဖြစ်နေတဲ့အကြောင်းမလို့ကျွေးရှင်ကတောင်းမှာမဟုတ်ဘူးအတိုးထိုင်ယူနေုံပဲသူတို့တို့လုပ်ငန်းတစ်ခုတောင်ဖြစ်သေးတယ်ဒါပေမဲ့ကိုကအဲ့ဒီအတိုးပေးထားနေတဲ့အကြောင်းမလို့ကိုစူးစမ်းသမျှအားလုံးကသူ့အတွက်ဖြစ်နေနော် तू ကငွေချေးပေးထားတယ်ဆိုတဲ့အကြောင်းတစ်ခုနဲ့ပဲအတိုးတွေထိုင်ယူနေတယ်အဲ့တော့အဲ့ဒီအရာအတွက်ကိုကိုကဖြစ်ရမှာ တကယ်တော့ကျွန်တော်တို့ပတ်စံချီးတယ်ဆိုတာကအကျွေးကောင်းနေဖြစ်ချင်တယ်ဆိုလို့ရှိရင်သူစီရပတ်စံကိုကြီးမယ်ကိုယ့်အတွက်အကျိုးရှိတဲ့နေရာမှာအတုံးချမယ်သူ့ငွေကိုပြန်ဆက်လိုက်မယ်ဒါဆိုရင်ကိုကဒီအကျွေးအတွက်အကျွေးကောင်းဖြစ်တယ်ပေါ့စီးပွားရေးလုပ်မယ်ဆိုလို့ရှိရင်လည်းသူစီရပတ်စံချီးတဲ့စီးပွားရေးလုပ်နေကိုမှစီးပွားရေးတစ်ခုကျန်ခဲ့တယ်ဒီအကျွေးတွေကိုပြန်ဆက်လိုက်တယ်အဲ့ဒီစီဝိုင်းကထွက်လာတဲ့အမျက်မှန်သမျှကိုအတွက်ကြည့်ပဲအခုကအဲ့လိုမဟုတ်ဘူးသူများစီရပတ်စံချီးလိုက်တယ်ချီလို့ရသမျှအားလုံးကိုကအကုန်တုံးနေပြင်ကိုရဲ့လှူအားတွေကနေရတဲ့ဟာတွေနဲ့ပြန်ပြီးတော့ဆက်နေရနော် အဲ့တော့ဟိုတချို့ဆိုရှိရရှင်လာစာကား၄သိန်းလောက်ရတယ်အကျိုးရ၂သိန်းလောက်ဆက်နေရတယ်ဗောနော်ကိုယ့်ရဲ့လောကတဝကသူများစီကိုပလိန်ပေးနေရတယ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်နေတယ်ဒါကြောင့်မို့လို့အကျွေးယူမယ်ဆိုလို့ရှိရင်အကျွေးကောင်းတွေယူတတ်ဖို့လည်းလိုတယ်အကျွေးတွေတင်နေပြီဆိုလို့ရှိရင်လည်းဒီအကျွေးတွေကိုငါဆက်နိုင်ပါတယ်ဘလို့နီးနှမျိုးတွေနဲ့ဆက်မလဲဆိုတဲ့အရာတွေကိုပဲစဉ်းစားရမှာမဆက်နိုင်ဘူးဆိုတဲ့အကျွေးတွေကိုဖျောက်ပြစ်ဖို့လိုတယ်အကျွေးနဲ့ပတ်သက်ပြီးတော့ကိုကရှင်းထုတ်ခြင်းနဲ့ အကျွေးနဲ့ပတ်သက်ပြီးတော့ကိုကစနေတကြစီမံခန့်ခွဲပြီးဆက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်မှာအကျွေးစီမံခန့်ခွဲမှုတင်တန်းရှိတယ်အဲ့ဒါကိုမှကိုကဒီတင်တန်းရဲ့စာစနေတကြဆက်ရမယ့်ပလန်ကောင်းကောင်းတစ်ခုလိုချင်တယ်ဆိုလို့ရှိရင်အကျွေးနဲ့ပတ်သက်တဲ့ debt management coaching ရှိတယ်အဲ့တော့ကျွန်တော်နဲ့လာပြီးတော့တိုင်ပင်ဆွေးနွေးပြီးတော့အကျွေးစီမံခန့်ခွဲတဲ့ပလန်တွေကိုကိုနဲ့အကန့်ညီဆုံးဆွဲထုတ်ပြီးတော့စူးစမ်းယူလို့ရတဲ့ plan ရှိပါတယ်ဒါကိုအသေးစိတ်သိကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကို page messenger မှာလာမေးလဲပါအဲ့တော့အကျွေးကင်းသောဘဝကိုပိုင်ဆိုင်ကြပါစေအကျွေးကောင်းနေတဲ့ကိုယ့်ဘဝကိုတိုးတက်အောင်လုပ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါ thank you